ားလုံးပဲမင်္ဂလာပါရှင်เนาะအဖြစ်ပြက်လေးတစ်ခုကိုပြောပြမှာဖြစ်ပါတယ်အရှမ်းကိုတုံလုတ်ခြောက်ခြားစရာကောင်းတဲ့အဖြစ်ပြက်လေးတစ်ခုပါရှင်အဲ့ဒီဖြစ်ပြက်လေးကတော့မာကြီးတို့မျိုးနယ်ထဲမှာဖြစ်သွားတယ်လို့ပြောရမှာပါရှင်မနေ့ကတော့အလူတွေလုံနေလို့မာကြီးက Facebook ဒီပိုင်းလည်းမဖွင့်နိုင်ဘူးကိုရီအိမ်နဲ့လည်းနှီးရ32လမ်းဆိုတော့လေเนาะအဲ့အဲ့ဟိုတယ်မှာဆိုလို့ရှင်လည်းအရင်တော့ဆိုရင်ကိုရီမောင်းနေတော့အမြဲသွားတဲနေရပေါ့နီးနီးနားနားဆိုတော့ခဏခဏဆိုလို့သွားအိတ်တယ်အိမ်မှာဆူညံရင်ဘိုင်းညာရင်ပေါ့ကွယ်အဲ့နဲ့ဖြစ်ကြတော့မနေ့ကတော့ ကိုကသိနေတယ်သူတို့တွေလာပြောတာလည်းအเจ้าကြီးကလည်းကြားတယ်ကိုကသိရမသိကြောင်စောင်းနေရကိုကလည်းမကြည့်ကြင်လို့အတားကိုကွဲသိရမလားကိုရဲ့မောင်ဝမ်းကွဲရဲ့မိန်းမလေးကအောက်မှာတွေ့ရင်မိုင်းတဲ့မိုင်းရတဲ့တမီးရပြောကြရှိတယ်ဟိုကိစ္စသိပြီလားဤသိရလေးလို့ဘာဖြစ်လို့လဲဆိုရင်ကျမတော့သူစိတ်ထားတဲ့တပ်ပုံကြီးပြလိုက်တာအေးလက်ကြီးတန်းလိုက်နဲ့ကျွတ်ကျွတ်အိတ်ကြီးတဲ့မှာ အော်မြင်ရတွေ့ရတာလေးစိတ်ဆင်းရဲစရာပေါ့သူကပြလိုက်တာလဲဘာမှမဟုတ်ဘူးလေကျမကကျမအိမ်သုံးလောင်းကိုပြန်တက်ရမယ်ဆိုတော့လူဆိုတာအတွေးပဲနော်ကျမအဲ့ဒီမြင်ခွင့်ရတဲ့အဲ့အထုတ်ကြီးကိုမြင်ထားတဲ့ခါကျတော့ကျမလှေကားကိုပြန်မတက်ရတော့ဟာနေရလဲလို့ငါငါလှေကားတက်မဲ့ဟာကြီးကိုအတွေးတွေအရကျမညာနောက်ပေးကြောင်မှလဲအိမ်နာထဲမှာသေးမပေါင်ရေတော့အဲ့ဒါကြီးပဲမြင်ရောင်နေရမျက်လုံးထဲမှာလေတကယ်ပြောတာပါတခါတတိကြရင်လေအခုချိန်မှာလူတွေကဘာလဲလို့မြင်နေရှင်ကိုချင်းစာတရားကြီးမရှိကြတော့ တဲ့လားအတရိတအားကြီးလာပြီးလုံရဲကင်ရင်ဖြစ်လာတယ်ပေါ့ရှင်လူတယောက်တတ်တယ်ဆိုတာလွယ်လာမှမဟုတ်တာတကယ်တော့လေလူတယောက်ရဲ့အယိုးတွေလူတွေရဲ့အသားတွေခုတ်ထစ်ရတယ်ဆိုတာလွယ်ရတော့မဟုတ်ကျမမသိလို့ပေါ့နော်ဒါတော့ကျမအကျွေးပေါ့နော်ခြားသူတွေနဲ့ကျမနဲ့အတွေ့တူလားမတူလားတော့မသိအဲ့ဒီဟိုတယ်မှာပဲအဲ့ဒီအဖြစ်အပျက်ကဖြစ်ခဲ့နေဆိုရင်ဒါကျမတို့အကျွေးပေါ့နော်ကျမတို့ကတာမန်ပဲတွေ့လို့ဖြစ်မယ် ဲ့ဒီဟိုတယ်မှာတေွားနေပဲဒါအဲ့ဒီဟိုတယ်မှာပဲခုတ်ထစ်နေတာဟိုတယ်ရသူတွေမကြားဘူးဆိုတာကိုတော့ကျွန်မလေးဘလို့မှမယုံနိုင်ဘူးဘလို့မှမယုံနိုင်ရှင်လူတယောက်ကိုဒီလိုခုတ်ထစ်ဟိုဟိုတုံဖြတ်နေရလေး တီးွားတဲ့ကောင်မလေးအစားလဲစိတ်မကောင်းပါဘူးလို့တကယ်ပါဘာလို့လဲဆိုတော့ဒါဝကြွေးတွေပေါ့ရှင်တန်တရာမှာဘာလို့လဲဆိုပြောရှင်ကျမတို့တွေကဆူတောင်းမလို့မရဘူးတန်တရာမှာဘယ်တော့မှဆူတောင်းမမနဲ့ဆူတောင်းလဲမမနဲ့မစုံတွေးရမယ့်သူတွေကိုလည်းမစုံတွေးကြနဲ့သိလားခါသေးကြရင်လူတွေကလေခုဘုံမှာမကောင်းရင်တော့တန်ရုံးစိတ်တစ်ခုကြောင့်လေနောက်ထပ်ဘဝကြရင်တွေးရပါစေလို့ဆူတောင်းနဲ့မဆူတောင်းနဲ့တန်တရာကိုဖြတ်ကျမကတော့လေဒီဘဝမှာစုံခဲ့ရတယ်လေဒီဘဝမှာကျမမိကိုမောင်နှမအစားကျမသားအစားကျမဒီဘဝ မှာစုံခဲ့ရတဲ့သူတွေအကုန်လုံးကဒီဘဝစာပဲကျမဘယ်တော့မှသူတို့ကိုပြန်မစုံချင်တော့ဘူးဒါကြောင့်မလို့ကျမဒီဘဝမှာလေအပိအပြက်ကျမလှူတယ်တန်းတယ်ကြွေးတယ်မွေးတယ်ပြတ်မစုံချင်ဘူးရှင်နောက်ထပ်ဘဝမှာနောက်ထပ်လူတွေနဲ့ကျမတို့တိတိကောင်းတဲ့ဘဝတွေကိုပဲထပ်ပြီးတော့ changes တွေပဲလုပ်ချက်တယ်ဒီလူတွေနဲ့ပြန်ပြီးစုံတွေ့မယ်ဒီတန်တရားဝဲပြက်တယ်မှာဒီဒုက္ခတွေပဲဆိုရင်ဘာတွေများပျော့စရာကောင်းပါလဲ ီဆုံးသွားတဲ့ညီမလေးကိုလည်းတကယ်ကိုစိတ်မကောင်းပါဘူးရှင်အသက်ကလေး24နှစ်လောက်ဆိုတာဘဝမှာအများကြီးလူလုံးဖို့ကြံသေးရည်နေတော့တကယ်တော့ကျမအမေပြောခဲ့သလိုပဲကျမအမေကအရင်စကားပြောကောင်းတယ်တမီးရဲ့ကိုယ်ဒုက္ခပေးဆုံးသူကကိုယ်ချစ်တဲ့သူပဲဒုက္ခပေးကိုတဲ့တတ်ဖို့ကိုမကောင်းချင်ဘူးကိုရဲ့အိမ်တော်ဘက်ကပဲလုံလို့ရတယ်ပန်းနာဖို့ရှင် ကျမတို့ဒီဂရင်ကြီးတခုထဲမှာလင်းရဲများရတူတူအိတ်မယ်ဆိုရင်ကျမတို့တကယ်ထားတတ်ခြင်းနဲ့သူကဘာသူဖြစ်မလဲကျမယောက်ျားပဲဖြစ်မှာပေါ့သူပဲကျမနာမှာရှိသူပဲကျမကိုလှုပ်ချက်မှာပေါ့ကျမကလည်းဒီလိုပဲသူ့ကိုနာကြီးစရာတွေများလာရင်ကျမလှုပ်ချက်မဲ့သူကကျမမျိုးသားကျမအိမ်နောက်ဘက်ကိုကျမပဲလှုပ်ချက်မှာပေါ့ဒါပြောချင်တာလေဒါကြောင့်ချစ်တဲ့သူကပဲဒုက္ခပေးရဲ့ရှင်တို့အချစ်ကိုအရွေးမမနဲ့နော် မာလေးအတွက်လည်းအရင်စိတ်မကောင်းပါဘူး32လမ်းထဲမှာဖြစ်ပွားခဲ့တဲ့ဟိုတယ်ပေါ့နော်အဲ့ဟိုတယ်ရဲ့အခန်းနံပါတ်ဆိုလည်းအရင်နာမည်ကြီးနေ502ပေါ့နော်ရှင်တို့32လမ်းပဲရောက်လို့ရှိရင်အိုက်ဘက်ကဟိုတယ်လေးတွေတဲမယ်မကြောက်တတ်ဘူးမလန့်တတ်ဘူးဆိုတော့502လေးမှာတဲကြည့်ပါလို့ ကျမကတော့အကြံပေးချင်တယ်ဟိုတယ်နာမည်တော့ကျမကမပြောချင်တော့ပါဘူးရှင်ကိုကဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးခေတ္တနေမှာတော့ရှင်တို့လည်း Facebook ထဲမှာရိုက်ထည့်လိုက်ရုံပဲ32လမ်းဟိုတယ်ရဲ့ဖြစ်ပျက်မှုဆိုပြီးတော့เนาะအဲ့ခါကျလို့ရှင်ရှင်တို့ဟိုတယ်နဲ့မထွက်လာလိမ့်မယ် အဖြစ်လို့လဲဆိုတပတ်ကလည်းစီးပွားရေးလုပ်နေတဲ့သူဖြစ်တဲ့အတွက်သူ့ထဲမှာဖြစ်သွားတဲ့သူမှလည်းဆုံးရှုံးမှုတွေကအများကြီးပဲရှိနိုင်တယ်လीเนาะသိကြတာကတော့သူ့ရှိမှာခုချိန်မှာ customer တွေလာမှာမဟုတ်တော့ဘူးဘာလို့လဲဆိုလူဆိုတာကြောက်လန့်နေလीကျမဆိုလည်းကြောက်လန့်နေကျမဆိုလည်းသွားမှာမဟုတ်ဘူးလीခါကြရင်လူတွေကိုပြောချင်တာကျမပြောချင်တာအဲ့ဒါလေးတစ်ချက်ပဲကိုချင်းစားပါလို့ပိုင်ရှင်ရဲ့နေရာကိုကိုချင်းစားပေးပါလို့ရှင်တို့မုံလို့ဒီလူတရားကိုတတ်ချင်ရှင်တို့တတ်ချင်တဲ့နေရာမှာတတ်ခဲ့လိုက်လीရှင်တို့ဟိုတယ်ထဲတွေမှာတတ်တဲ့ခါကျတော့ဟိုတယ်ပိုင်ရှင်ဒီဘက်ကိုကိုချင်းစားကြည့်ပါဦး ကျမကတော့အဲ့လိုပဲမြင်တယ်နော်